ဒီကနေ့ဗမာပြည်မှာရွာတဲ့မိုးတွေဟာအင်္ဂလာပင်လယ်ကဗမာပြည်ကိုဝင်သွားတဲ့ရေငွေ့အပြည့်ပါတဲ့မြေနဲ့တိမ်လီနဲ့မြမာပြည်အလဲပိုင်းရောက်တဲ့အခါမှာပူကြောက်မလို့တက်သွားတဲ့ရေငွေ့ကပြန်ကျလာတဲ့မိုးဆိုပြီးတော့နှမျိုးနှစ်စားခင့်နေတာတွေ့ရမှာဖြစ်ပါလေဒီအတွက်ကြောင့်မြမာပြည်အနှံ့ပြားမှာ မေလ12ရက်နေ့မိုးရွာနိုင်မဲ့အခြေအနေအထူးခံမှန်းချက်မြင်းကလင်းတန်းခံထားရတဲ့မြန်မာနိုင်ငံမှာအခုမေလအတွင်းပုံမှန်မဟုတ်တဲ့မိုးရက်ဆက်ရွာသွန်းနေတဲ့အခြေအနေကြောင့်ဦးသေးတင်မိုးစလဘလော့ကာကနေဒီကနေ့မေလ12ရက်တရက်တာနိုင်ငံတော်ဘလို့မိုးရွာနိုင်မလဲဆိုတဲ့အခြေအနေကိုအထူးခံမှန်းတုံးသက်ပေးထားပါတယ်။ နေပြည်တော်ရန်ကုန်မန္တလေးအပါအဝင်တိုင်းနှင့်ပြည်내အနှံ့နေရာစိတ်စိတ်မှနေရာအနှံ့ပြယမန်နေ့မီ30ရက်ညက်နေပိုင်းမှမီ16ရက်အတွင်းမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်အတည်ပြုထားပြီး မေလ30ရက်ညနေမှာမေလ18ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ကြောင်းမိုးစလာဤထုတ်ပြန်ချက်အရာသိရသည် 2025ခုနှစ်မေလ10ရက်နေ့ဒီကနေ့တနင်္လာနေ့မနေ့6လာရီဂျိုတို့ကတိုက်တာရရှိချက်တွေနဲ့24နာရီအတွင်းမှာမိုးဘလို့ရွာသွန်းနိုင်တယ်ဘယ်နေရာတွေမှာမိုးကြီးနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်ခံမှန်းသင်ပြမှာဖြစ်ပါတယ်ဒီကနေ့ဗမာပြည်မှာရွာတဲ့မိုးတွေဟာဘင်္ဂလားပင်လယ်ကဗမာပြည်ကိုဝင်သွားတဲ့ရေငွေ့အပြည့်ပါတဲ့မြေနဲ့တိမ်တွေနဲ့မြမာပြည်အလဲပိုင်းရောက်တဲ့အခါမှာ ုံကြောက်လို့တက်သွားတဲ့ရင်ခွေးကပြန်ကျလာတဲ့မိုးဆိုပြီးတော့နှမျိုးနှစားဖြစ်နေတာတွေ့ရမှာဖြစ်ပါလေဒီအတွက်ကြောင့်မြမပြီးအနှံ့ပြားမှာမိုးရိုးထစ်ချုံးတန်နေကြားရတယ်မိုးရိုးပစ်တန်နေကြားရပြီးတော့မိုးသီးတွေလည်းကျွေနေတာကျွန်တော်တို့သတင်းတွေဖတ်ရမှာမနေ့တနင်္ဂနွေနေ့စက်တရက်နေ့မှာည8:00နာရီအချိန်ဂျိုတို့ရဲ့ရေဒါကတိုင်းတာတဲ့ပုံတွေအရဆိုလို့ရှိရင်ခင်းတရနဲ့မော်လမြိုင်ကိုဘူပြုတ်ပြီးတော့ မြမာပြည်မှာတဲကြီးမဲကြီးမိုးရွာဆင်းသွားတယ်လို့ကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့တိုင်းတာရရှိပြီးနှစ်နာရီသုံးနာရီအကြာမှလာမြေပြင်ကနေပြီးတော့မိုးတွေစရွာသွန်းတယ်မိုးတွေများနေတယ်ဆိုပြီးတော့သတင်းတွေကျွန်တော်တို့ရှိကိုတက်လာပါအတင်းတွေကတော့မိုးကောင်းငယ်ပေတစ်တောင်းပေနှစ်တောင်းလောက်ကကြာလာတဲ့ရင်မုံလေးတွေဟာ တဖြည်းဖြည်းနဲ့စုပြီးတော့မှမိုးရေဖြစ်ပြီးပြောင်းလဲပြီးတော့မှတဖြည်းဖြည်းနဲ့လေစီးနှုံးနဲ့လေတိုက်နှုံးနဲ့တူကျလာတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခံပန်းချက်တရားခရရအနေနဲ့ပြောရင်တော့မှပဲတစ်ခါတလေမှလွဲသွားတတ်တယ်ခံပန်းချက်တွေဖြစ်တတ်ပါတယ်အဲ့ဒီအပေါ်မှာနားလည်မှုပြပါနားလည်ကြပါလို့ကျွန်တော်တို့တောင်းဆိုခြင်းပါတော့ဒီကနေ့ဆယ်နှစ်အနေနဲ့အနေသားကိုကြည့်မယ်ဆိုရင်မြမပြီးအနှောက်အပြားမှာ နေရာစိတ်စိတ်မိုးရွာတွန်းပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနေတာကိုဒီအဝါရောင်နဲ့အနီရောင်လေးတွေကပြတ်ပနေပါတယ်အထူးသဖြင့်ချင်းတောင်တန်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းနေပြည်တော်အနောက်ဘက်နေပြည်တော်အရှေ့ဘက်အေရာဝတီတိုင်းစစ်တောင်းမြဝမှာမိုးတဲတဲမဲမဲကြွားနိုင်တယ်လို့ပဲငင်္ဂလာပင်လေကဝင်လာတဲ့မုတ်တုံလေးနဲ့မုတ်တုံမိုးကြောင့်မလို့ မြန်မာနိုင်ငံတောင်ပဲ့စွန်းရနောင်းဒေသကြီးတစ်ခုလုံးမှာမိုးတဲတဲမဲမဲရွာသွန်းနိုင်တယ်လို့ပဲနေကြီးကျောင်းနဲ့အတူတက်သွားတဲ့ဘိတ်တဝဲဒေသတွေမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီကနေ့ဆက်နေ့နေ့မနေ့တနားရနေပြီးတော့မှမနေ့6နာရီအတွင်းမှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်မြောက်ပြားမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အခြားဒေသတွေမှာနေရာကျဲကျဲမိုးရွာတွန်းတော့တာတွေ့ရပါတယ်။ထို့တူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာအရှိဘက်နဲ့ပေါင်ပဲချမ်းမှာနေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးများနိုင်တဲ့နေသားတွေ့ရပါတယ်။မန္တလေးတိုင်းအရှိဘက်ရှမ်းပြည် တောင်နှားအနေနဲ့ဆက်ဆက်တဲ့ဒေတာကြီးတစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားလည်းရှိပါတယ်ကျွန်တော်တို့ ARD တိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်းနေရာကျဲကျဲမိုးဆက်လက်ရွာသွန်းပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်စစ်တောင်းမြဝဒေတာမှာတိထရွာရွာသွန်းနိုင်တယ်လို့ပဲကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားတွေ့ရပါတယ် တို့တို့ချင်းမိုင်အောက်ပိုင်းမဲဆောက်နေသားမှာလေနေရာကွက်ပြီးတော့မိုးများနိုင်ပြီးတော့ဘန်ကောက်မှာတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားတွေ့ရဖြစ်ပါမနေ့6နိုင်မှနေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အော်တွေကဝင်လာတဲ့မြေနှိမ်တိမ်တွေဟာအီအာရီမြေရိုးတစ်လျှောက်အပူချိန်ကြောင်းမလို့ကောင်းငင်ကိုပေါ်ဘူးပြန်တက်သွားပြီးတော့ကချင်ပြည်နယ်မှာတော့မြောက်ပိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့ တခိုင်းတိုင်းနဲ့အချင်းပြင်းနဲ့တောင်ဘက်မှာနေရာကျဲကျဲမိုးရွာနိုင်တယ်လို့ပဲချင်းပြင်းနဲ့မှာနေရာကျဲကျဲရခိုင်ပြည်နယ်မှာနေရာကျဲကျဲရန်ကုန်တိုင်းမှာနေရာကျဲကျဲမြေပြည်တော်နဲ့စမ်းပြည်မှာနေရာကျဲကျဲရွာသွန်းမှာဖြစ်ပေမဲ့လည်းမုတ်တုံလီနဲ့မုတ်တုံမိုးကြောင်မလို့မြန်မာနိုင်ငံအောက်ပိုင်းကရင်ပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်ကနေနာရီတိုင်းမှာနေရာကွက်ပြီးတော့အချို့နေရာတွေမှာမိုးကြီးနိုင်တဲ့အနေအထားတွေ့ရပါတယ်။နေ့လယ်၁၂နာရီမှ ညနေ6နာရီရောက်တဲ့အခါမှာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းတစ်ပိုင်းမှာနေရာစိတ်စိတ်မိုးရွာသွန်းပြီးတော့ချင်းပြည်နယ်တောင်ဘက်ရခိုင်ပြည်နယ်မြောက်ဘက်မကွေးတိုင်းမြောက်ဘက်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုပြန်ကြအမိုးအရတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာနေနိုင်တဲ့အနေအထားရှိပြီးတော့အေရီတိုင်းမှာလည်းနေရာကွက်ကြားမိုးပါပါရွာနိုင်ပါတယ်မြမပြည်တောင်ပိုင်းမှာကြတော့ မေနိတ်တိမ်ဒုများရဲ့ရေငွေ့ဖွဲ့မှုကြောင့်မလို့ခရင်ပြည်နယ်တောင်မဲ့စွန်းမွန်ပြည်နယ်တောင်မဲ့စွန်းတရင်းနိုင်တိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေ့ရဖြစ်ပါတယ်ညနေ6နာရီရနေပြီးတော့ည7နာရီတွင်မှာဆိုလို့ရှိရင်တော့ချင်းပြည်နယ်တောင်ပိုင်းလက်ခိုင်ပြည်နယ်မြောက်ဖက်တနင်္လာရီတိုင်း တို့မှာဆိုလို့ရှိရင်တော့6နာရီအတွင်းမိုးရစဉ်နှလမရွာသွန်းနိုင်ပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ကြားနေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အခြေအကိုတွေ့ရပါတယ်ထို့အတူပဲကချင်ပြည်နယ်မြောက်ဖက်ချားမှာနေရာစိတ်စိတ်မိုးရွာပြီးတော့ချားနေရာတွေမှာနေရာကွက်ကြားမိုးရွာနိုင်ပါတယ် ထိုင်းနိုင်ငံအနေထားကိုလေ့လာမယ်ဆိုရင်တော့ချင်းမိုင်ချင်းရိုင်းမှာ နေရာစိတ်စိတ်မိုးရွာပြီးတော့မင်းဆောက်မှာနေရာခွတ်တာမိုးရွာနိုင်ပါတယ်။ဘန်ကောက်မှာချိန်ပါလေနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့ဆူရတ်ထာနီဘက်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရမှာဖြစ်ပါတယ်။တနည်းအနေနဲ့တိမ်အမြင့်တွေကြောက်မလို့မိုးပြစ်ချုံရင်မိုးရိုးပြစ်ချင်းများကြုံတွေ့ရပြီးတော့မြေပြင်ပေါ်ဆင်းလာတဲ့ရေတွေအားလည်း မလင်းဒန်ကြောင့်မလို့မြေအောက်ကိုမစည်းစင်းနိုင်မဲနဲ့ရေစီးကြောင်ပြောင်းလဲနိုင်တဲ့အနေအထားရှိလို့လာပြီးတော့သတင်းပို့ပေးကြပါကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အင်တာနက်နှေးရည်ဒေသတွေအတွက်နားထောင်မှုအတွက် MP3 ပြောင်းလဲပြီးတော့ကိုယ်သက်ပြနိုင် Telegram ကနေပြီးတော့နေ့စဉ်တင်ဆက်ဖြန့်ချိနေပါတယ်ကျေးဇူးတင်ပါတယ်